အမေရိကန်သမ္မတထရန့်ကိုယာရုကဖယ်ရှားဖို့တရားစွဖို့ဝါရှင်တန်မှာဆန္ဒကြီးကြဲပြနေပါတယ်။ဆိုရဖွဲ့ကိုဖယ်ရှားရမယ်ဆိုတဲ့ကြေညာချက်နဲ့ဒီဆန္ဒဖော်ထုတ်ဖို့ကိုလုပ်ခဲ့တာဖြစ်ပြီးခြေကံလူသားအဖွဲ့ဖယ်ရှားရေးညွန်ပေါင်းဖွဲ့ကဥဆောင်ပြုလုပ်တာပါ။ဒီဘက်မှာအမေရိကန်လွှတ်တော်ကိုယ်စားလှယ် Agreement ကလူမှုကိုစကားပြောခဲ့သလို Drugs Mafia တိကိတာဖွဲ့ကလည်းပါဝင်ခဲ့ပြီးတော့အဆိုတော် Addu Eve ကလည်းပါဝင် ဖြောပြခဲ့ပါတယ်။ဆန္ဒဖော်ထုတ်သူတွေဟာ နေရှင်နယ်မော်ဒီခြေတက်ခဲ့ပါတယ်အမေရိကန်လွတ်တော်ကိုယ်စားလှယ်အဂရင်းကတော့တရားစွဲမဲ့အကြောင်းအရာကိုခရစ်စမတ်အတိုင်းပြီးပေးမယ်လို့ပြောပါတယ်ကောင်းတာတွေမဖြစ်ပဲဆိုးတာတွေဖြစ်လာတယ်လीကျွန်တော်တို့ပြစ်ပေးရမှာပေါ့ကျွန်တော်တို့တရားစွဲရမယ်ကျွန်တော်ထရန့်ကိုဖယ်ရှားရမယ်ဒါအနာဂတ်မှာအာနာရှိတဲ့လူတွေကအစိုးရကိုထိန်းချုပ်နိုင်တယ်ဆိုတော့ယုံကြည်မှုတွေကိုအပြစ်ပေးတဲ့ဥပမာဖြစ်အောင်ကျွန်တော်တို့လုပ်တာလို့လွတ်တော်မှအဂရင်းကဆိုပါတယ်ဒီမိုကရက်အောက်လွတ်တော်မှအဂရင်းဟာထရန့်လွတ်တော်မှာပထမဆုံးဘင်ကွန်းပြောခြင်းအကူအညီပေးတွေကိုဖျက်တောက်ဖို့ လောက်ပိုင်ခွင့်မရှိဘူးဆိုပြီး all hit ဝေဖန်ခဲ့မှုပါတယ်ဒါကြောင့်အဲ့လို all hit ခဲ့တဲ့အတွက်ကြောင့်လွတ်တော်ရဲတွေက el green ကိုဆွဲထုတ်သွားဘူးတဲ့မှတ်တမ်းချို့ရှိနေပါလေ trump ကတော့သူ့ကိုဆန္ဒပြတာတွေနဲ့ပတ်သက်ပြီးဘာတစ်ခုမှပြောခြင်းမရှိပါဘူးဒါပေမဲ့ influencer ကကျန်တဲ့ထုတ်ပြန်ရေးအရာရှိ Kellogg Lee ကတော့တမနာ Trump ကိုဆန္ဒပြမှုတွေနောက်ကွယ်မှာ Democrat တွေကချုပ်ကင်ထားတယ်ဆိုပြီးတော့ဝေဖန်မှုတွေရှိနေပါလိမ့်။နောက်သတင်းတစ်ပုဒ်ကတော့ Brazil တမနာ Hong Bolsonaro ကိုထောက်ခံသူတွေနဲ့ ဆန္ဒပြသူတွေကြားထဲမှာယုံရင်းဆန်ခဲ့သူတွေဖြစ်နေပါတယ်။မြို့တော်ဘရာဇီးလီးယားကရေစကန်ပြည်ပမှာယုံရင်းဆန်ခဲ့ဖြစ်ပြီးလက်ရရင်ခေါင်းဆောင်ကိုဖမ်းဆီးထားပါတယ်။တရားရုံးချုပ်တရားသူကြီးတယောက်ဟာစီစဉ်ထားတဲ့ထောက်ခံသူတွေရဲ့ဝိပုစုတောင်းပွဲနဲ့ဆက်ဆက်ပြီးထွက်ပြေးမဲ့အန္တရာယ်ကိုထောက်ရှုပြီးတဲ့နောက်ဖွဲ့နှဖွဲ့ကဖွဲ့ဝင်တွေဟာတမရအဟောင်းဘော်ဆိုရာနိုကိုဖမ်းဆီးမှုအတွက်အောင်ပွဲခံမှုနဲ့ကံကွက်ဖို့မနက်စောကတည်းကစုဝေးခဲ့ပါတယ်။ ဘောဇနာရောသူ့ဘော်ရာဇမှုဆွဲချက်ကိုရက်တံဖို့အမေရိကန်ရဲ့ဝင်ရောက်ဆွဖတ်မှုကိုချင်းကပ်ခဲ့တယ်လို့ဆွဆွဲခံရတဲ့တိကျမှုတမှုမှာဂျိုဒင်ကာဝေချက်ကိုချိုးဖောက်လို့ရက်တရာကြောကြောင်နေအကျဉ်းချုပ်နဲ့နေထိုင်ခဲ့ရပါတယ်။အဖမ်းခံရပြီးတဲ့နောက်ဘောဇနာရောကိုပြည်တော်စုရဲ့ဖွဲ့ကခေါ်ဆောင်သွားပါတယ်။ဒီနေရာမှာသမ္မတဟောင်းကဂရင်းတလုံးရုံမြင့်တန်ကြားအဲကွန်းနဲ့တည်တဲ့ရေချိုးကပ်ပါတဲ့130စတူယန်ပေကျတဲ့အခန်းမှာနေနေတယ်လို့ရဲတဲ့ဖွဲ့ကတည်င်းတဲ့ဗီဒီယိုဖိုင်ကိုထုတ်ပြန်ပြသခဲ့ပါတယ်။